တော်ရန်ရှင်များလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာ ထောင်မှုကြီးတိန်ဝင်းရဲ့ကြည်စံ၂တောင်ပြက်တနာဆိုတဲ့ဝတ္ထုတွေကိုနားဆင်ရမှာဖြစ်ပါတယ်ကျွန်တော်ဟာလူတော်တယောက်မဟုတ်ပေမဲ့လူကောင်းတယောက်ဖြစ်ဖို့ကို အမြဲကြိုးပမ်းနေသူပါ။၅ပါးသီလကိုလည်းအထက်နိုင်ဆုံးလုံးညုံအောင်ထိမ့်ပါလေ တခါတရံအပေါင်းအသင်းတွေနဲ့ဆုံရင်တော့တောက်ဖြစ်ပါတယ်။ဒါပေမဲ့မလွန်စေရပါဘူး။စက်လိတ်လည်းမတောက်၊ကိုယ်လည်းမစားတတ်ပါဘူး။ကျွန်တော်ဝါသနာပါတာကယူနီဖောင်းဝတ်ပြီးလက်နက်ကင်နဲ့အလုပ်ပါပဲ။ကျွန်တော်ငယ်စဉ်ကတည်းကလေးကွာကင်ခဲ့ပြီးကြီးလာတော့တနက်ကင်နေ။ဒါပေမဲ့အကောင်ပလောင်ကိုပြစ်ဖို့မဟုတ်ဘူး။အပင်မော်ကတစ်သီးနဲ့ပစ္စည်းလေးတွေကိုလက်တဲ့ဆန်းတာပါ။ target shooting လို့ခေါ်မယ်ထင်ပါရဲ့။ဘွဲရတော့အချင်းဦးစီးဌာနကိုဝင်နေ တက်သားအဆင့်နဲ့ဝင်ရတာလေးငါးနှစ်ကြာမှထောင်မှုကြီးဖြစ်တယ်။အင်းစိန်ထောင်နဲ့ရုံးချုပ်ပြင်ရန်ကုန်မန္တလေးအမြန်လန်းစခန်းကော့တောင်းစီယုံစခန်းတွေ ရောက်တော့လဲကျွန်တော်မွေးရပါဗီဇကထကြွနိုးချပြန်နေ။ငယ်စဉ်ကတည်းကလောက်လေးကွာနဲ့လေတနက်ကိုတွားလီရအမြဲတမ်းစောင့်သွားတတ်တော့တော်တဲ့တောင်းတဲ့ရောက်တာနဲ့ပြစ်ချင်းခက်ချင်းစိတ်ပေါ်ပေါက်လာပြန်နေ။ဒါကြောင့်ရန်ကုန်မန္တလေးအမြန်လန်းစခန်း မူပင်စိတ်ရောက်တော့လွတ်လွတ်လပ်လပ်နဲ့ထင်းတိုင်းကျဲတော်တာပေါ့မူပင်စိတ်စခန်းကပကိုးချောင်းနီးစီတော်ကြီးရွာတစ်ဖက်ကန်းတောဆက်လေကွင်းထဲမှာတည်ထားတာဒါကြောင့်ညနေနေဝင်နာနဲ့တောထဲကထွက်လာပြီး လေကွင်းထဲမှာမြူးတူးကြတဲ့ယုံတောချောင်းခြေဆက်တောဝက်ကအလွန်ပေါ်တာတနေ့တော့တပည့်ဖြစ်သူတင်တောင်းကပြောလာတယ်ဆရာကျွန်တော်တို့လည်းတောစခန်းမှာအမဲသားနဲ့ဘဲဥပဲစားနေရတော့ တခါတရံတောကောင်သားလေးများစားရအောင်ဆရာရဲ့ကျွန်တော်ကတာယာဝတီဘက်ကလဲသမားမျိုးယိုးဆိုပေမဲ့မုတ်ဆိုးအလုပ်လဲတက်ပါတယ်။ဒါကြောင့်တညလောက်လဲကွင်းတောဆက်မှာ အကောင်ပလောင်လေးပါလေးရှာရအောင်ဆရာရဲ့ကျွန်တော်ကလေးကွာကိုင်းမယ်ဆရာကလေးတနက်ကိုင်းပေါ်ရိတ်သိမ်းပြီးသားလဲကွင်းထဲမှာအကောင်ပလောင်အလွန်ပေါ်တယ်ဆရာ။ဘာကောင်တွေပေါ်လို့လဲတင်တောင်းရဲ့ငါကလေးတနက်အပဲပြစ်တတ်တာတော်ကြာတားကောင်ကြီးနဲ့တို့ရင်ဟုတ်ပေဖြစ်နေအောင်မယ်။ ဒီချိန်စဘာရိတ်သိမ့်ပြီးသားဆိုတော့လေခွင်းထဲမှာစပန်နံတွေကြံခဲ့တတ်တယ်ဆရာအဲ့ဒါကိုလာစားကြတဲ့မြေဝုတ်ငှက်ယုံတဲ့တောကြွက်ကြီးတွေကိုတောကြောင်ဖားကြီးတွေကချောင်းမြောင်းပြီးလာစားတတ်တယ်ကျွန်တော်တို့ကမီးထိုးပြီးပြည့်ယုံမယ်နောက်ပြီးတောဆက်ဝေယုံမင်းတွေပေါ်မှာကြက်တွေလည်းအိတ်တန်းတက်ကြတယ်ဆရာအေးအဲ့ဒါဆိုရင်လည်းစခန်းပတ်ဝန်းကျင်လေကြတာပေါ့ငါကအကောင်ပလောင်တွေကိုပြည့်လေတော့မရှိဘူးဟင်းသားကပြက်နေပြီဆရာ တခါတရံလဲယုံသားတောကြောင်သားတောကြက်သားလေးများလဲစားရအောင်ပါကျွန်တော်စကမ်းပတ်ဝန်းကျင်ကို မုတ်ဆိုးမျက်စိနဲ့လေ့လာပြီးပါပြီကျင်းဒီရကိုရပါစေမယ်ဆရာကျွန်တော်ကလေးကွာကိုင်းမဲမီးထိုးမဲဆရာကပြစ်ပေါ်အကောင်ငယ်တွေကိုတော့ကျွန်တော်တောင်းဝင်ပဲထားပါအေးအေးအဲ့ဒါဆိုရင်လဲညကြထွက်ကြတာပေါ့အခုတော့မပြစ်တာကြတဲ့ငါလေတနက်ကိုဝါရှာလဲပြီးပြောင်းတက်ရအောင်မင်းလဲလောက်စလုံးလေးပါလေးစုထားအောင် လိုရမေရငှက်ကြီးတောင်တစ်ချောင်းလေးဆွဲခဲ့ပေါ့တောက်ရည်ဘူးပါမမေ့စေနဲ့စိတ်ချပါဆရာကျွန်တော်ပြည့်စုံအောင် စီစဉ်ထားပါမယ်ညနေဆောင်တော့ကျွန်တော်တို့ဆရာတစ်ပည့်ညသားကိုစောစောစားကြပြီး နေဝင်သည်နှင့်စကမ်းမှထွက်လာကြသည်စကမ်းပဝင်းကျင်တွင်လေကွင်းကြီးက တပြန့်တပြုံကျဲဝန်းလာသည်စပားရိတ်သိမ်းပြီးသာဖြစ်၍ရိုးပြန့်နှံ့ကတင်းပြန့်နေသည် ပဲဂိုးချောင်းဘက်မှတိုက်ခတ်လာသောလင်းနူအေးလေးကစိတ်ငနေအေးသွားသည်ဖေဗူအာရီလကုန်ပိုင်းဖြစ်၍စောင်းကုန်ပြီဖြစ်တော်လဲနှွေမရောက်သည်စောင်းကုန်နှွေကူဆက်ကူးမကူကာလဖြစ်ပေသည်လေခွင်းထဲ၌ပလူကောင်များကို ထိုးတုပ်စားရင်ဝဲနေသော မြေဝတ်ငှက်များကိုတွေ့ရသည်မြေဝတ်ငှက်များက လူမကြောက်ကျွန်ုပ်ကိုပင် တိုက်မိတော့မလို့ကြွေဝိုက်ပြန်တန်းနေကြသည် ထိုစဉ်တပည့်ကျော်တင်တောင်းကမြေဝတ်ငှက်များအားလေးခွာဖြင့်ပြစ်သည်ဖလိုင်းရှော့ပြစ်ချင်းဖြစ်တော်လဲလက်တယ်လှသောတင်တောင်းကတစ်ချက်တကောင်ပင်ပြစ်မလွယ်ငှက်သေးများအားကျွန်တော်ကောက်ယူကြည့်တော့တကောင်လျင်30ချက်သား15ချက်သားခန့်ရှိသည်ပိန်လှသည်လေးငါးကောင်ရတော့ကျွန်တော်ကတော်ပြီတင်တောင်းမင်းငှက်တွေကပိန်တော့ရိုးစုလိမ့်မယ်ဝဝကောင်ရှာသန်းမှာကွာအချိန်စောသေးလို့ပါဆရာရေဒီတခါတော့ဆရာလှဲ့ပဲ ကျွန်တော်မီးထိုးပေးမယ်မီးအောက်ကိုဝင်ပြီးပြစ်တော်စရာအေးအေးကောင်းပြီစိတ်ချငါလက်အကြောင်းကိုလည်းပြရသေးတာပေါ့ကွာကျွန်တော်တို့ဆရာတပည့်လေကွင်းထဲမှာတောဇက်ဘက်သို့ထွက်ခဲ့ကြသည်တောဇက်မှာအိတ်တန်းတဲ့ကြက်ဖာများတုံတန်ကိုကြားရသည်အလင်းရောင်မှာလုံးဝပြတ်ကွဲသွားပြီးအမောင်ဖုံးလာသည်လရောင်ကမထွက်သေးပါ လေကွင်းနေတောဇက်ကြားရောက်တော့တင်တောင်းကငါးရောင်တို့လက်နေတံမီးကို မိုးပေါ်ထောင်ထိုးပြီးအောက်သို့တဖြည်းဖြည်းဆွဲချလာသည်မြေပေါ်သို့မီးလင်းရောင်ကွက်ကြလာသည်နှင့်တောချုံများအတွင်မှတောယုံများပြေးလွှားထွက်ခွာလာကြပြီးမိကစားကြသည်ဆရာကျွန်တော်နီးကိုတဖြည်းဖြည်းဆွဲခေါ်လာမယ်ပိုင်ရင်ပြစ်ပေတော့တောယုံတွေကကြီးတော့ကိုလုံးကိုမပြစ်နဲ့ခေါင်းကိုပြစ်ဟုတင်တောင်းကတူတူလေးပြောသည်ထို့ကြောင့်ကျွန်တော်မီးအောက်တွင်မုတ်ဆိုးဒူးထောက်ထိုင်ချပြီးလေတနက်ဖြင့်အသင့်ချိန်ထားလိုက်သည် မကြပါတောယုံအုပ်ကြီးမိကစားရင် ကျွန်တော်တို့နဲ့တဖြည်းဖြည်းနှီးလာသည်ပိုင်းဒီနှစ်ကျွန်တော်ပြစ်လေတော့သည်ဖန်းကနေတကောင်ကြသွားသည် ရုံများထိတ်လန့်သွားစဉ်ကျွန်တော်ဒုတိယတစ်ချက်ပြစ်ပြန်သည် ထိသည် သို့တော်သေးကြဟန်မတူတောယုံအုပ်ကြီးခြုံထဲသို့ဝင်ပြေးတော်သည်သွားပါပြီကွာတကောင်မဲရတယ်လွတ်သွားပြီကိစ္စမရှိဘူးဆရာခြုံထဲမှာတည်နေလိမ့်မယ်တောယုံတွေကအသက်နေနေတယ် ခေါင်းထည့်ရင်တော့တခါတည်းကြတယ်။လာပါဆရာခြုံနေသွားကြည့်ရအောင်။ကျွန်တော်တို့ခြုံနေဖြဲ၍မိထိုးကြည့်တော့တောယုံကြားကြီးတကောင်လဲသေးနေသည်ကိုတွေ့ရသည်။တပိတ်သားကန့်၄ချိန်ရှိပေမည်။ယုံနှကောင်ပေါင်းတော့နှစ်ပိတ်သားကန့်ဖြစ်သည်။ထိုစဉ်တင်တောင်းကတောဇက်ဘက်လှည့်၍မိထိုးလိုက်ရာပင်ကလေးပင်ကြီးပင်စီအခြေတွင်မျက်လုံးစိမ့်စိမ့်တစုံကိုမိအောင်အောင်၌မြင်လိုက်ရသည်ကျွန်တော်အချိန်မဆိုင်တော့ပါ မျက်လုံးကြားသို့ပြစ်ထည့်လိုက်တော်သည်ညောင်ဟုအော်ကားခုန်ထွက်သွားသည်တောကြောင်ကြီးဖြစ်ပေသည်ကျွန်တော်တို့ဆက်လိုက်ကြရာပြင်းကရိုးပင်ကြီးအနောက်ဖက်ကျုံးပင်ကြီးအရင်တွင်တခွီးခွီးအော်ကားလူးလိန်နေသည့်တောကြောင်ကြီးအားပြစ်ခတ်၍ဇက်သိမ့်ပေးရပြန်သည်တောကြောင်ကြီးမှာကြောင်ဝံပိုက်အမျိုးအစားအကောင်ကြီးသည်သုံးလေးဘိသာကန့်ရှိပေလိမ့်မည်။ဆရာလက်ဦးကောင်းနေအနီနာဆက်လေကြရအောင်ကျွန်တော်ကြက်အိတ်တန်းကိုတွေ့ထားတယ် ျွန်တော်တို့တောဆက်ဝေယုံတန်းဘက်သို့သွားကြသည်ဝေယုံမင်းခိုင်းပေါ်မှတောကြဖကြီးတကောင်ကိုတွေ့၍တင်တောင်းကမိထိုးပေးသည်ကျွန်တော်ကပြစ်ပြန်သည် ဖုံးကနေတောကြဖကြီးပြုတ်ကြလာသည်တင်တောင်းကကောက်ကင်ပြီးလက်နေတံပီးကို ကျွန်တော်အားပေးသည်ဆရာရှိကဝေယုံကကြက်မရီအိတ်တဲ့ဝေယုံဆရာတနတ်နဲ့အဆင်မပြေဘူးကျွန်တော်လေးဘွားနဲ့ပြစ်မယ်ဆရာကမိထိုးပေးအေးအေးကျွန်တော်ဓမီးကိုလက်ပြောင်းယူလိုက်သည် ဝယုံမင်းအောက်ရောက်သည်နှင့်မိထိုးကြည်ရာဝယုံမင်းကိုင်းတံများအပေါ်၌တောကြံမာများတန်းစီ၍အိတ်တန်းတက်နေကြသည်မိအောင်ကိုမြင်တော့ခေါင်းထောင်လှုပ်ရှားလာကြသည်တင်တောင်းကအစွန်းတွင် နားနေသောအကောင်များကို အလျင်မြန်ပစ်ချသည်ဖောက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 ်နှင့် သုံးလေးကောင်ကြားမှကျက်မအုပ်ကြီးလန့်ပြန်ပြေးတော်သည်ထိုနေ့ညကသားကောင်များထန်းကပျော်ရွှင်စွာဖြင့်စခန်းသို့ပြန်လာခဲ့ကြသည် စခန်းရောက်တော့ည10:00နာရီခန့်မှရှိသေးသည် တပည့်ကျော်တင်သောကညလေသာချက်ပြီးကြေးရွာမှမုတ်ဆိုးလက်ရာ ထမင်းဟင်းကမြိန်လှသည်ထိုညကအိယာဝင်သော12နာရီပင်ထိုးလူပြီနောက်တနေ့မနေ့တွင်ညကရှိထားသော တောကောင်သားများအားအပေါင်းအသင်းထောင်မှုများနှင့်ဝန်ထမ်းချိုအားဝေပေးသည်ဤသက်ရာရဲဘက်များကိုလည်းဟင်းချက်၍ကြွေးသည်ထို့သောကျွန်တော်နှင့်အစဉ်မပြေသည့်စကန်းတောင်ဝင်ကန်ထောင်ပိုင်ကိုတော့တစုံတစားအမျှမပေးပါဘူး ရင်ထောင်ပိုင်းသည် လောဘကြီးပြီးအလွန်မျက်နှာလိုက်တတ်သူဖြစ်သည် စခန်းတွင်ရနိုင်သမျှငွေဝင်ပေါက်အလုံးကိုလည်းသူကချုပ်ကင်ထားသည်သူ့ကိုမထောက်ပံ့နိုင်သူအရာရှိဝန်ထမ်းများကိုကြောင်ထိုးထားသည် သူ့အထက်ရာရှိများကိုတော့အမြဲတမ်းထောက်ပံ့သည်ထို့ကြောင့်ကျွန်တော်တို့ကသူအားအထက်ဖားအောက်ဖီဟုနောက်ွယ်တွင်နာမည်ပြောင်းပေးထားသည်ထို့ကြောင့်လည်းသူကကျွန်တော်တို့လိုအရာရှိပေါက်ဆနှင့်ဝန်ထမ်းများတက်တာရာအလုပ်များအားပြောင်းလဲမပေးတော့ အမြဲတမ်းရှေ့တန်းလိုက်ရသည်ကြီးမပါသောရိုင်ဖယ်တနက်အဟောင်းကြီးကိုထမ်းကာတော်ရှင်ငုတ်ထုတ်မီးရှို့ကျွန်းခွေရသည် အလုံမှာဤလိုရသည်တွင် အလွန်ပင်ပန်းသည်ဝန်ထမ်းတချို့အပူရှက်ပြီးဖြားနာ၍တေဆုံးရသည်ပင်ရှိသည်ထို့ကြောင့်ကျွန်တော်တို့ဘက်ကလည်းမကြည်နှက်ပါကျွန်တော်တို့ဘက်ကအကွက်ချောင်းချောင်းနေသလိုသူကလည်းစောင့်ကြည့်နေသည်ကျွန်တော်နှင့်တင်းတောင်းကတပတ်တစ်ခါကညာမီးလဲကြရာအမြဲတမ်းလဲအကောင်ပလောင်များရတတ်သည် ထို့ကြောင့်တင်တောင်းကနောက်ပိုင်းတွင်သူ့ကိုကြိုတင်မှားထားသူများအားရောင်းချရာဝင်ငွေရလာတတ်သည်ထို့ကြောင့်ကျွန်တော်တို့ဆရာတစ်ပည့်တပတ်တစ်ခါမဟုတ်တော့ဘဲညစဉ်ညမီးလေကြရာဝင်ငွေတော်လေးမှန်ပြီးစုမိဆောင်မိဖြစ်လာသည်သို့သောကျွန်တော်တို့ညမီးလေကြစဉ်ခြေဆက်တော်ဝံစသောအကောင်ကြီးများကိုမြင်တွေ့ခဲ့ရတော့လေလေတနက်ကလေးဖြစ်မပြစ်နိုင်ငယ်ရှောင်ရှားခဲ့ရသည်ကျွန်ုပ်တွင်ရိုင်ဖယ်တနက်ကြီးနှင့်ကြီး9000ရှိပါသည် သို့သောစကန်းတောင်းဝင်ငန်းအမိတ်မရပဲပြစ်ခွင့်သုံးခွင့်မရပါအလုတ်ပိတ်ရက်တနေ့တွင် ကျွန်တော်နှင့်တပည့်ကျော်တင်တောင်းတို့မနီးမိုးဧရှိကညင်ပင်စကန်းသို့တွားလေကြသည်ကျွန်တော်နှင့်အပတ်စဉ်တူ ထောက်မှုမြင့်မောင်ကကညင်ပင်စကန်းတွင် ထောက်ထောင်မှုဖြစ်နေသည် သူ၏အထက်အရာရှိ ထောက်မှုကြီးရွှေစင်ကလည်းအလွန်သဘောကောင်းလာသည်ထိုနေ့ကကျွန်ုပ်တို့အားနေ့လယ်သာကောင်းစွာကြွေးသည့်ပြင်မုတ်ဆိုးလုံနေသောကျွန်တော်အားအမဲကြီးပြည့်ရန် ရိုင်ဖယ်ကြီးနှစ်တောင်ကိုစွန့်ကျဲလိုက်သေးသည်ထို့ကြောင့်ထိုနေ့ကကင်ညင်မင်းစခန်းမှာစောစောပြန်ညာပြီး ကျွန်တော်အားလုံညုံရေးအတွက်ထုတ်ပေးထားသောရိုင်ဖယ်တနက်ကြီးအားဖြုတ်၍အသေးချာတိုက်ချွတ်ပါသည်ဒသမ303အမေရိကန် ရိုင်ဖယ်တနက်ကြီးဖြစ်၍ရိုးရှင်းပါသည်ကျွန်တော်ကစစ်တင်နှန်းစင်းဖြစ်သည့်ဖြင့်လက်နက်ငယ်ဖြုတ်ခြင်းတက်ခြင်းတိုက်ချွတ်ခြင်းကိုကျွမ်းကျင်ပါသည် ညမောင်တော့ကျွန်တော်တို့ဆရာတပည့်အသင်ဖြစ်နေပါပြီ။သို့သောစကန်းတောင်ဝင်ကန်ကညဘက်တွင်လဲအရေးပေါ်ခေါ်တတ်သဖြင့်ညနေအောင်စောင့်ကြရသည်။ထို့ကြောင့်ည9နာရီကျော်မှထွက်ဖြစ်တော်သည်။ထို့နောက်ညကလဆုပ်ရဖြစ်သဖြင့်လကအတော်နှင့်မထွက်။လက်နေကြီးယူလာသောညကြကားမှလေခွင်းထဲ၌တောယုံကြီးများကိုမကြခဏတွေ့ရသည်။လက်နက်နှင့်တားကောင်မမျှသဖြင့်မပစ်တော်။တောဆက်ရောက်တော်လဲတောကြောင်နှင့်တောကြက်ဖားများကိုတွေ့ရသည်။ ကျွန်တော်မပြစ်ပါကျွန်တော်တို့ဆရာတပည့်နေ့လယ်ကလေးကကြည်ခဲ့သောစမ်းကြောင်းရှိရာဂုံမင်းအရှိုးတို့ဥတီတွားရောက်နေကြခြင်းဖြစ်သည်တို့တွင်ယခုလိုနှွေဥပေါရာသီတွင် ရေတောင်ဆင်းညာသော တောကောင်ခြေရာများကို တွေ့ခဲ့ရသောကြောင့်ဖြစ်သည်ရှိုကြီးအဆက်ဂုံဆောင်ရှိ ပြင်းမာပင်ကြီးအခြေတွင်နေရာယူလိုက်ကြတော်သည်အပေါ်စည်းကအမြင့်ဖြစ်တော်လဲလေအောက်ကဖြစ်သည်လာကလေးရေးရေးထွက်လာ၍ ရှိုကြီးနဲ့စမ်းချောင်းကို လရောင်ဖြင့်မှုံပြပြမြင်နေရသည်။တားကောင်တန်းကိုမကြရသည်။ထို့ကြောင့်ကျွန်တော်တို့နာနာနေနေစောင့်ဆိုင်နေကြရသည်။ညဆယ်နာရီကျော်ကတွင်စမ်းချောင်းဘက်မှဥဥအေးအေးဂက်ဂက်ဟူသောတောဝအုတ်တန်းကိုကြားရသည်။ပလက်ပလက်နှင့်ရေတောက်တန်းကိုကြားနေရသည်။ထို့ကြောင့်ကျွန်တော်ရိုင်ဖယ်ကြီးအားမောင်းကြိတ်တင်လိုက်တဲ့ကဲ့သို့တင်းတောင်းကလည်း9000တို့လက်နက်ဓမ္မီအားအသင့်ပြင်ဆင်နေသည်။ ျွန်တော်တို့အသင်ဖြစ်သည်နှင့်တင်တောင်းကမိထိုးသည်မျက်လုံးစိမ့်စိမ့်ဖြင့်တောဝတ်အုံမှ၆កောင်ခန့်ဖြစ်သည်အစွဲကြီးကိုွေ၍နောက်ပြန်လှည့်နေသောဝတ်တောင်းကြီးကစမ်းကြောင်းနှစ်ဖူးတွင်စောင့်ကြည့်နေသည် ကျွန်တော်တို့ကအမြင့်နေရာကောင်းသဖြင့်အချိန်မဆိုင်တော့ပဲကျွန်တော်ဝတ်ဤမျက်လုံးနှလုံးကြားထဲသို့ပြစ်ထည့်လိုက်သည်ဝတ်တိုးကြီးမှကြည်သံကအုံနောက်ဖောက်သွား၍တုံငနေဖင်ထိုင်ရက်လဲသည် စိတ်ချရသောအနေအထားကြောင့်ကျွန်တော်အလင်းမြန်မောင်းတင်ပြီးစမ်းကြောင်းတွင်မှတက်ပြေးလာသောဝမ်ပရန်တကောင်ကိုလည်းပြစ်ချလိုက်ပြန်သည်ဝမ်ပရန်လည်းစမ်းကြောင်းတွင်သို့ပြစ်ချသွားပြန်သည်ကျွန်တော်အရေးပေါ်မောင်းတင်လိုက်ပြန်သည်ထိုစဉ်တင်တောင်းကဆရာကြည်စံကုန်ပြီမဟုတ်လားအေးကញင်မင်းစခန်းကတငယ်ချင်းပေးလိုက်တဲ့ကြည်နှစ်တောင်းတော့ကုန်ပြီတို့စခန်းကရေးပေါ်တုံးမှုပေးထားတဲ့ကြည်စံ9000မှာလူရမယ်ရထဲ့လာတာ တော်သေးတာဗောကျွန်တော်ကစိုးရိမ်နေတာဆရာမစိုးရိမ်နဲ့တင်တောင်းရေငါကတွက်ပြီးသားအရေးပေါ်အတွက်ကြိုတင်ဆောင်ထားရတယ်ကံကောင်းလို့ဝတ်တိုးကြီးကတစ်ချက်သေးလဲတာကဲဘလို့တည်ကြမလဲမင်းစခန်းကိုပြန်နှစ်ဖိုကြီးကညမီရဲဘက်တွေကိုထမ်းဖို့ခေါ်လာခဲ့ဆရာတယောက်ထဲနေရဲလို့လားအတူပြန်ညရအောင်ဆရာဘာလဲမင်းတယောက်ထဲမပြန်ရဲဘူးလား ငါကဒီမှာတောဝက်သေးတွေကိုဝင်စားတတ်တဲ့တောခွေးတွေကိုစောင့်ကြည့်ရအောင်မယ်။သွားသွားမြန်မြန်သွားမြန်မြန်ပြန်လာခဲ့။ဓမ္မီပါယူသွားဒီမှာငါတယောက်ထဲနေရဲတယ်။ဟုတ်ကဲ့ဆရာ။တင်းတောင်းပြန်သွားတော့ကျွန်တော်တယောက်ထဲကြံခဲ့သည်။တနက်တန်းကျောင်းတောမှာတိတ်ဆိတ်နေသည်။တောချင်းကြီးများကတော့ကျွန်တော်အားဝိုင်းဝန်းနှိပ်စက်နေသည်။အတန်ထွက်မြီဆိုး၍မရိုက်ရဲ။အตาရာပုတ်သက်ခြေနေရသည်။ နာယီဝတ်ခံကြသောစံကြောင်းဘက်မှရေတောက်တန်ကြားရသည်။လရောင်ကျေရောင်အောက်တွင်ကျွန်တော်သေးချာကြည့်တော့၆ဆတောင်စဖားကြီးဖြစ်သည်။အမဲလိုက်ဓမ္မီကမရှိ။ထို့ကြောင့်စဖားကြီးလက်ပြင်ကိုမှန်းဆ၍ပြစ်လိုက်ရသည်။စဖားကြီးစံကြောင်းထဲသို့ပြုတ်ကျသွားသည်။သို့သောစဖားကြီးကပြန်ကုန်းထားပြီးစံကြောင်းထဲမှတက်လာပြန်သဖြင့်ဒုတိယကြိမ်ပြစ်ခတ်ရပြန်သည်။ထိုစဉ်တင်တောင်းတို့ဖွဲ့ရောက်လာကြသည်။ ်ဆရာဘာကောင်ပြစ်တာလဲနှစ်ချက်တောင်စက်ဖားကြီးကွာမောင်ထဲမှာပြစ်ရတော့ဂျက်ကောင်းမမှန်လို့ထင်ပါရဲ့ကုန်းထလာလို့လွတ်သွားမှစိုးရိမ်တာနဲ့နှစ်ချက်ပြစ်ရတာတင်တောင်းကဓမီထိုးကြည့်ပြီးဆရာကြီးရဲဘက်ကြီးကလေးရောက်ပဲရတာကျွန်တော်တို့နှစ်ခေါက်ပြန်ထမ်းရတော့မှာပဲကဲအခုတစ်ခေါက်ဝက်အသေးနှစ်ကောင်ကိုထမ်းပြန်မယ်အေးအေးမြန်မြန်သွားမြန်မြန်ပြန်ခဲ့ကြဟုတ်ကဲ့ဆရာ ကျွန်တော်တို့မနေ့3နာရီခန်းမှစခန်းသို့ပြန်ရောက်ခဲ့ကြသည်ဝန်ကောင်အားရဲဘက်နှင့်ဝန်နှန်းဖို့အပ်ပြီးအသားရိတ်ခါဖြင့်ကြွေးရန်လှူလိုက်ပြီးကလီသာများကိုတော့ချက်ပြုတ်ပြီး ကျွန်တော်တို့စားကြသည်ညလေသာမဟုတ်တော့ကျွန်တော်တို့စားတော့ပြီးတော့နှိုးခရာမှုတ်၍ရဲဘက်ကဝန်နှန်းများအလုတ်စင်းရန်အိယာမှထကြပြီဖြစ်သည်ကျွန်တော်တို့လည်းဆက်မအိတ်ကြတော့အလုတ်သွားရန်ပြင်ဆင်ရပါပြီ။ နောက်တစ်နေ့မနေ့တွင်နောက်တန်းတက်ကြက်ကြီးကကျွန်တော်အားလာတရိပ်ပေးသည်ကြည်စံရော့နေမည်ဖြစ်၍ကြိုတင်ရှာဖွေဖြည့်စည်းထားရန်နှင့်ထောင်ပိုင်းကကြည်စံစစ်ဆေးမည်ဟုကြိမ်းမောင်းနေကြောင်းသတင်းပင်ဖြစ်သည်ထို့ကြောင့်ကျွန်တော်လုပ်ငန်းခွေမှခိတ္တလိ၍ကញင်ပင်စခန်းသို့ပြေးရသည်တငယ်ချင်းထောက်ထောင်မှုမြင့်မောင်းကလိုအပ်နေသော ကြည်စံ2000ပြင်အပိုဆောင်၍3000ထပ်ပေးလိုက်သေးသည် ကျွန်တော်ရှေ့တန်းတက်ခွဲတွင် ဟမ်းမပြက်ပြန်နေသည်အလုတ်သိမ်း၍စခန်းပြန်ရောက်တော့ကျွန်တော်အားအဖွဲနှင့်စစ်ဆေးသည်သို့တော့ကျွန်တော်ကစခန်းမှပေးထားသောကြီးစံ9000ကိုတင်ပြနိုင်သဖြင့်ကျွန်တော်ကိုအေးမယူနိုင်ပါကျွန်တော်ကလည်းတစ်ခွက်ကျွေးပြီးနှစ်ခွက်စားသောအလုတ်ကိုစောင့်ဆိုင်းနေခြင်းဖြစ်သည်ကျွန်တော်ကစဖားကြီးအားအကောင်လိုက်ရောင်းလိုက်ရာငွေ9000ခန့်ရသည် ထိုအချိန်ကငွေမှာတန်ဖိုးအတော်ရှိသေးသည် ကျွန်တော်ဆောင်းဆိုင်နေသောနေ့မှာမကြမီရောက်လာသည်ကြာသာပရိနေတိုင်းစခန်းရှိဝန်ထမ်းရဲဘော်များအားအသားကျွေးရသည် ဖြစ်တော်လဲယခုအပတ်ဝန်ထမ်းကိုသာကျွေး၍ရဲဘော်များကိုတော့အသားမကျွေးပါကျွန်တော်ပြစ်ခတ်၍ရသောတော်ဝတ်သားဟင်းဖြင့်အသားကျွေးပြပြီးရသောငွေသိန်းကနန်းကန်ကို ထောင်ပိုင်ကရိတ်ခါထောက်ထောင်မှုဖြင့်ပေါင်းပြီးအပြောက်ရိုက်ပြီးဖြစ်သည်ထို့ကြောင့်ကျွန်တော်ထောက်ထောင်မှုတာဝန်ခံထောင်မှုအောင်မင်းနှင့်တွေ့သည် ကျွန်တော်ကိုမြင်သည်နှင့်အောင်မင်းမှာပြရာခတ်နေသည်တငယ်ချင်းကိုအောင်ခိုင် လာလာကျွန်တော်ခမည်းစီလာတော့မလို့ပဲဒီနေ့အလုတ်သိန်းတာစောတယ်နော်ခမည်းဘာကြောင့်ကျွန်တော်စီလာမှာလဲအသားကျွေးတဲ့ကိစ္စလေထောင်ပိုင်ကဒီအပတ်အသားဝယ်မကျွေးရတဲ့အတွက်ရတဲ့ငွေကိုခမည်းရဲ့ကျွန်တော်ရဲ့သူ့ရဲ့သုံးပုံခွဲ ယူမယ်လို့ပြောတယ်ယော့ဟောဒီမှာခမည်းရဲ့ဝေစု3000ကျော်တယ်မလို့ခြင်းဘူးကျွန်တော်တော့ဝက်သားကျွေးတာကစခန်းကိုလှူတာ ခမားတို့မနဲ့ပြန်စခန်းကိုအသားကျွေးပါမကျွေးရင်ကျွန်တော်ရုံးချုပ်ကိုတိုက်မယ်မလုတ်ပါနဲ့ကိုအောင်ခန့်ရဲ့နောက်ဆုံးတော့ကျွန်တော်ပဲထိမှာထောင်ပိုင်ကကျွန်တော်ကိုပဲအပြစ်ပုံချမှာကျွန်တော်ရှယ်ယာမယူတော့ပါဘူးဗျာခမားပဲယူလိုက်ပါတော့နော်ကိုအောင်ခန့်မရဘူးဘသူမှမယူရဘူးကျုပ်လည်းတပြားမှမယူဘူးဝန်ထမ်းနဲ့ရဲဘက်တွေတနာစရာအလုတ်ကဘလောက်ပင်ပန်းတယ်လဲခမားသည့်ကျုပ်ကခေါင်းမုံဖြတ်တဲ့အပူစားကိုမစားဘူး မနေ့ပြန်အသားကျွေးဖို့ခမည်းထောင်ပိုင်ကိုသတင်းပို့ပြီးစီစဉ်မှာမကျွေးရင်တော့ကျုပ်အကြောင်းကောင်းကောင်းသိစေရမယ်ဒါပဲအောက်နဲ့အထက်သဘောညီရင်တော့ပြဿနာမဖြစ်နိုင်ပါတောစခန်းမှာဝန်ထမ်းနဲ့ရဲဘက်များမှတပတ်တစ်ခါအသားစားရလျင်ပင်ကျင့်တတ်ကြပါသည်ကျွန်တော်ကအသားသွင်းသူသဘောနဲ့ဝေမျှစားလျင်လဲပြဿနာမဖြစ်နိုင်ပါယခုတော့အောက်လက်ငယ်သားများအားဆက်ဆံရေးညံပြင်းသောစခန်းတောင်ဝင်ငန်းထောင်ပိုင်အတွက် ကျွန်တော်ပညာပေးလိုက်ခြင်းဖြစ်ပါသည်နောက်တနေ့တွင်စခန်း၌အမဲသားကြွေးပါသည်တပတ်တည်းနှစ်ကြိမ်အသားစားရ၍ရဲဘက်နှင့်ဝန်ထမ်းများဝမ်းသာပျော်ရွှင်နေကြသည်စခန်းတောင်ဝင်ကန်ထောင်ပိုင်ကတော့ကျွန်တော်ဘုံမြည်တို့တုံ့ပြန်မြည်ဆိုသည်ကိုစောင့်ကြည့်ရပေအောင်မြည်